ကျူဘားနိုင်ငံဟာဆယ်စုနှစ်တွေအတွင်း၎င်းရဲ့အစိုးရဆုံးစီးပွားရေးအကြံအတည်းတန်ရှင်သောတောက်တုံးရေးအစားအစာလောင်စာဆီနဲ့စီးပွားပြက်လက်မှုတွေကြုံတွေ့နေချိန်စင်တုပ်ကွေးလို့ခေါ်တဲ့ခြေကန်ခံညာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့တုပ်ကွေးရောဂါကူးစက်မှုနဲ့ပါရင်ဆိုင်နေရတယ်လို့သိရပါဗျ။ဒေသခံတွေဟာအစားအသောက်အနည်းငယ်ဒါမှမဟုတ်အဖျားနဲ့အဆင်းမြင့်နိုင်ခြင်းမှုကိုတတ်တာစေဖို့အခြေခံစီးပွားတွေနဲ့ရောဂါကိုကြုံလွားဖို့ကလွယ်ပြီးတခြားရွေးချယ်စရာမရှိဖြစ်နေရလို့သိရပါဗျ။ တကူလုံးနာကျင်ကြိုက်ခဲနေပါတယ်လမ်းအောင်လျှောက်လို့မရဘူးလို့ဟာဗာနာမြို့ဟောင်းမှာရှိတဲ့အသက်82နှစ်အရွယ်မျိုးသားတို့ကပြောပါရယ်စင်တုံကွေဗိုင်းရပ်စ်ဟာဇွန်လလကကျူးပါအနောက်ပိုင်းမာတန်ဇက်ပြည်နယ်မှာပထမဆုံးကူးစက်ခဲ့ပေမဲ့လက်ရှိမှာပြည်နယ်15ခုစလုံးမှာကူးစက်ပြန့်နှံ့နေပြီဖြစ်ပါတယ်။ဒါပြင်ကျူးပါနိုင်ငံမှာစင်တုပ်ကွေလိုမျိုးချင်းကနေတဆင့်ကူးစက်ဖြစ်ပေါ်တဲ့ယောဂရီဖြစ်တဲ့သွင်းလွန်တုပ်ကွေနဲ့အော်ရိုဘိုချီယောဂကူးစက်မှုတွေလည်းဖြစ်ပေါ်နေပါတယ်။ ီမှာရှိတဲ့လူတိုင်းကစင်တုပ်ကွေရောဂါကိုဆက်ခံနေရပါတယ်လို့အသက်84နှစ်အရွယ်အီဗာခရစ်တီနာကွီယိုကာကဟာဗာနာမြို့မှာရှိတဲ့၎င်းရဲ့နေအိမ်ပြင်ပမှာပြောကြားခဲ့ပါတယ်။အခုတရင်ပတ်တပတ်အတွင်းမှာပဲကျူပါနိုင်ငံသား4,800ကျော်စင်တုပ်ကွေကိုဆက်ဖြစ်ပွားခဲ့ပြီးလွန်ခဲ့တဲ့တရင်ပတ်ကကိုဆက်ခံရသူအရေအတွက်ထက်နှစ်ဆကျော်ရှိတယ်လို့ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ကိုဆက်ရောဂါဆိုင်ရာအကြီးအကဲ Francisco Duran ကဆိုပါတယ်။ လက်တလုံးသတင်းပတ်တွေအတွင်ကျူပါနိုင်ငံသား၃ဘုံ၃ဘုံနေပါဟာစင်တုတ်ကွေဒါမှမဟုတ်သွင်းလွတ်တုတ်ကွေရောဂါကူးစက်ခံခဲ့ရကြောင်းလွန်ခဲ့တဲ့သတင်းပတ်ကပြောပြခဲ့ပါတယ်